င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုတ်အနေနဲ့ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကိုတားဆီးပြဖို့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကို NUG တိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဆီယိုဆိုရင်အကြမ်းဖက်မှုတွေကိုကင်တွယ်ဖြေရှင်းနိုင်ဖို့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကိုအမျိုးသားညီညွတ်ရေးဆိုရာ NUG ကတိုက်တွန်းကြောင်းမနေ့ကထုတ်ပြန်ခဲ့ပါတယ်။နိုင်ငံတကာကရှုခရင်အရေးပေါ်မှာသာအာယုံဆိုင်မှုဆက်ရှိနေတာကြောင့်အာဆီယံအနေနဲ့မြန်မာနိုင်ငံမှာပုံမှန်ဆွန်ရွာလာတဲ့အကြက်အတဲကိုဥဆောင်ကင်တွယ်ဖြေရှင်းခြင်းပေးနိုင်မယ်အခွင့်အလမ်းတစ်ခုဖြစ်လာတယ်လို့ NUG ကထုတ်ပြန်ပါတယ်။ အာဆီယံလက်ကျအောက်ကထမလေးရှားနိုင်ငံရဲ့ဦးဆောင်မှုအောက်မှာအာဆီယံအနေနဲ့လူခွင့်ရည်နဲ့ဒေသရင်းလုံခြုံရေးပေါ်ထားရှိတဲ့ကတိကဝတ်တွေကိုဆက်လက်ဆောင်ထိုင်ဖို့အတွက်လိုအပ်တယ်လို့ UNG ကထုတ်ပြန်ကြမှာထည့်သွင်းပြောဆိုထားတာပါလက်ရှိအချိန်ဟာမြန်မာပြည်သူတအူးချင်းစီရဲ့တရားမျှတမှုငြိမ်းချမ်းမှုတွေပြန်လည်ဖော်ဆောင်နိုင်မဲ့ဆောင်ရွက်ချက်တွေကိုပြပြတသားဆောင်ရွက်ရမယ့်အချိန်ဖြစ်တယ်လို့ရှင်းသားထားပါတယ်အာဆီယံအနေနဲ့ဘုံသဘောတူညီချက်၅ချက်ကိုကြောင်းလွန်ပြီးမြန်မာပြည်သူရင်းရဲ့ဆန္ဒတွေနဲ့ကန့်ညီတဲ့လုပ်ငန်းစဉ်တရက်ကိုကူညီပေးနိုင်ဖို့အတွက်ဆောင်ရွက်ချက်တွေချမှတ်ဖို့အတွက်လည်းတိုက် က်တွန်းထားတာဖြစ်ပါတယ်။မကြသေးမီကရှမ်းပြည်နယ်မြောက်ပိုင်းနောင်ကျုံမြို့ကဘုံကြီးချောင်းကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်ကအရက်သားတွေပြစ်မှတ်ထားတဲ့တပ်ဖြတ်မှုတွေဇက်တိုက်လုဆောင်လာတယ်လို့ NUG ကဆိုပါတယ်။စကိုင်းမန္တလေးမကွေတိုင်းနဲ့ရှမ်းပြည်နယ်ကဘာသာရေးဆိုင်ရာနေရာတွေနဲ့အရက်သားပြည်သူတွေကိုစစ်ကောင်စီကပြစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုတွေကြောင်းအရက်သားတည်ဆောင်မှုဆက်လက်မြင့်တက်နေရလို့ထုတ်ပြန်ကြမှာရှိတာထားပါတယ်။ဆက်လက်ပြီးစစ်ကောင်စီအစင်မြင့် drone တွေတောင်းပြီးစင်ရေးတိုးချဲ့လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အခုနောက်ပိုင်းစစ်ကောင်စီကအစင်မြင့် ုံးနဲ့တောင်းပြီးတိုင်းသားလက်နက်ကင်တန်တဲ့ပြည်သူ့ကာကွယ်တပ်တွေကိုထိုးစစ်ဆင်တိုက်ခိုက်တာတွေနဲ့စီရင်တူချိန်လာပါတယ်။ဒါကြောင့်တပ်ဖွဲ့ဝင်တွေထိခိုက်ဒေဆုံးတာတွေရှိသလုံးစခန်းတချို့လက်လွတ်ခင်ရတာတွေလည်းရှိရလို့တော်လိုင်းတပ်ဖွဲ့တွေကပြောပါတယ်။ပြီးခဲ့တဲ့မလ၁၀ရက်နေ့မှာစကိုင်းတိုင်းဒဇယ်မြို့ကစင်ငယ်ရွာကစစ်ကောင်စီတပ်ကိုတိုက်ခိုက်နေတယ်။တော်လိုင်းတပ်ဖွဲ့ဝင်တွေကိုဒရုန်းတွေနဲ့ပုံကျဲပြီးမြေပြင်ကလည်းထိုးစစ်ဆင်ခဲ့တာကြောင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်၁၁ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ၊ကရင်၊ကချင်၊စကိုင်းနဲ့မကွေးဒေသကာကွယ်တပ်တွေရဲ့နေမြေတွေနဲ့ TNL တပ်တွေသိမ်းထားတဲ့နောင်ချိုတောင်ခမ်းမှာလည်းစစ်ကောင်စီကအစစ်မြင့် drone တွေတောင်းပြီးတိုက်ခိုက်လာတာကြောင့်စခန်းတချို့လက်လွတ်ခဲ့ရပါတယ်။မလကျောင်းရည်နီးကလည်းဖားကံမျိုး Shadow ဇက်ရွာမှာရှိတဲ့ KI Tascan တခုကိုလင်းရင်နဲ့ရော drone နဲ့မှတိုက်ပြီးမြေပြင်စစ်ကြောင်းတိုးလာပြီးတင်ယူခဲ့တာကြောင့် KI စစ်သားတအုပ်တင်ဆောင်ပြီးလက်နက်တချို့လည်းဆုံးရှုံးတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီတပ်တွေကအခုနောက်ပိုင်းနီးပညာမြင့် drone တွေဂျန်ပါရီအသုံးပြုလာတယ်လို့ KI ကိုသတင်းနဲ့ပြန်ကြ ဆိုင်တာဝန်ခံဘူမူချင်းတော်ဘူးကပြောပါရယ်ရှီနန်သမားတွေပြောတာကတော့ထတ်တိုးတဲ့လက်နက်တွေကတော့ drone ပေါ့အဲ့ဒီ drone ကတော့တကယ်ကျွန်တော်တို့ဘက်ကနေတုံးလာတဲ့ဂျမ်မာတွေနဲ့လည်းဖမ်းလို့မရဘူးအဲ့ဒီလိုမျိုးတွေနောက်သူတို့တုံးတဲ့ဂျမ်မာတွေအင်မတန်မှအင်အားကြီးတဲ့ဂျမ်မာတွေဒါကကျွန်တော်တို့ရဲ့ drone တွေကိုကောင်းကောင်းဖမ်းနိုင်တာပေါ့နောက်သူတို့ drone တွေကတော့ကျွန်တော်တို့ရဲ့ဂျမ်မာတွေနဲ့ဖမ်းလို့မရဘူးလို့ပြောပါရယ်ဒါကြောင့်2024ဒီဇင်ဘာလရက်ကစပြီးမြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ဗမော်တိုက်ပွဲကိုအပြီးသိမ်းနိုင်ဖို့ခက်ခဲနေတယ်လို့တိုက်ပွဲမှာပါဝင်တဲ့ပြည်သူ့ကာကွယ်ရေးတပ် က်ဖွဲ့ဝင်တုံးကပြောပါရယ်မကွေတိုင်းစလင်းမြို့နယ်ရေစကြိုးစကိုင်းတိုင်းမြောင်မြို့နယ်နဲ့မုံရွာမြို့နယ်တွေကရွာတွေမှာလည်းမလဆန်ပိုင်းကစပြီးစစ်ကောင်စီကစစ်ကြောင်းထိုးတဲ့ကစက်တန်လေဒီတွေနဲ့ဒရုန်းတွေတုံးတာပုံများတယ်လို့ရေစကြိုးဒေသခံတုံးကပြောပါရယ် 2024ခုနှစ်ထက်2025ဘက်မှာပုံများလာတဲ့အခုနောက်တုံးလာတာကမြေပြင်စစ်ကြောင်းတောင်မှာတော်တော်များများအင်အားကြီးကြီးတွေတုံးလာတယ်စက်တက်လီတီတွေတုံးလာတယ်ဒရုန်းနဲ့ဝဲတာတွေရောအဲ့ဒီလိုတုံးလာတယ်အောက်မြေပြင်မှာလည်းကျွန်တော်တို့ရွာဘက်ကိုရှိစကြိုဘက်လက်နက်ကြီးထူတာတွေတော်တော်များများလောက်လာတယ် TNL ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းအောင်ချုံမြို့နယ်နဲ့ -30 ကျော်အကွာမှာရှိတဲ့တောင်ခန်းချင်းရွာဘက်ကတော်လိုင်းတက်တွေတင်ထားတဲ့တောင်ရှင်ရွာနဲ့နာရှိုးရွာကတက်စကန်တချို့ကိုဖေဖော်ဝါရီလမှာပဲစစ်ကောင်စီကပြန်လည်ထိန်းချုပ်ခဲ့တာပါ စစ်ကောင်စီကဒီထက်ပိုပြီးဤပညာမြင့်လက်နက်တွေသုံးလိုက်တိုက်ပွဲတွေနိုင်ဖို့အတွက်အချိန်ပိုကြနိုင်တယ်လို့ DNL ပြောခွင့်ရသူလူရည်ဦးကပြောပါတယ်တကယ်လို့စစ်ကောင်စီဘက်ကလည်းအစစ်မြင့် drone တွေနဲ့ပိုပြီးတိုက်လာတဲ့သူတို့ရဲ့ဤပညာကပိုပြီးတော့မှမြင့်လာတယ်ဆိုရင်တော့စစ်ကောင်စီရဲ့တပ်စခန်းကိုသိမ်းတဲ့နေရာမှာပဲပြောပြောစစ်ကောင်စီကိုထိုးစစ်ဆင်းတဲ့နေရာမှာပဲပြောပြောအချိန်ကြာကြာမှုကပိုပြီးကြာနိုင်ပါတယ်တစ်ဖက်မှာလည်းထိခိုက်ကြဆုံးမှုကနှစ်ဖက်ရှိပါတယ် DNL ထိန်းချုပ်ထားတဲ့မြို့နယ်တွေအတွင်း February တလအတွင်းစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုကြောင့်အရက်သားပြည်သူ73ဦးသေ ဆုံးပြီး36ဦးတန်ရာရရှိခဲ့တယ်လို့မလာတရနေ့မှာထုတ်ပြန်ထားပါတယ်။ကရင်နီဒေသမှာလည်းစစ်ကောင်စီဘက်ကအနည်းပညာမြင့် drone တွေတုံးပြီးတိုင်လာတဲ့အတွက်ထိခိုက်ကြဆုံးမှုတွေရှိရလို့ကရင်နီပြည်ချာကာလာစီမံအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရမှုကိုပညာကပြောပါတယ်။စစ်ကောင်စီက drone တွေဖော်ဖော်တည်တည်တုံးနေတဲ့အတွက်ကြောင့်ကျွန်တော်တို့စီမားလည်းအခက်ခဲတော့ရှိတာပေါ့။နောက်ထိခိုက်ကြဆုံးမှုတွေကလည်းတတော်များများကိုလည်းကျွန်တော်တို့တွေရှိလာတာပေါ့နော်။အဲ့တော့သင်ကြတာတခုကကျွန်တော်တို့ဒီကရင်နီမှာဒီနှစ်ထဲမှာတိုင်ပွဲကတော့သူတပြန်ကိုတပြန်ဆိုတဲ့ပုံစံမျိုး ို့နဲ့စီးရင်အရာကြည့်မယ်ဆိုရင်တော်တော်များများမှာတိုင်ပေါ်ရင်ပြင်းထန်နေစစ်ကောင်စီကနေပြီးတော့ကျွန်တော်တို့နေရာတော်တော်များများကိုပုံကျဲတိုက်ခိုက်ဖို့လုံနိုင်တယ်လုံလဲလုံနေတာပေါ့နော်ဒါကတော့ပုံများလာဖို့ရှိတယ်နေပြီးတော့ねမိုင်းတရားကြော်ပဲဝေးတယ်ရှမ်းပြည်နယ်တောင်ပိုင်းမူပြင်းမြို့ကိုထိန်းချုပ်နိုင်ဖို့စစ်ကောင်စီတပ်ကစ조사နေတာ၂လကျော်ပြီဖြစ်တယ်စစ်ကောင်စီကလူအင်အားလက်နက်အင်အားတွေပို့သုံးလာပြီးမြေတော်လိုင်းအရှင်အဟုံးလျော့သွားမှာမဟုတ်ဘူးလို့အမျိုးသားညီညွတ်ရေးဆိုရာ NUG သမရယုံပြောခွင့်ရသူဦးကျော်စောကပြောပါတယ်စစ်ကောင်စီကလူအင်အားကိုအတင်းအဓမ္မစစ်သားစုဆောင်ခံရ တဲ့လူငယ်တွေကိုလူသားတိုင်းနေနဲ့တုံးလာတော့တချို့နေရာတွေမှာပို့တုံးလာတာတွေ့ရတယ်။သူတို့ drone အသုံးပြုတာတွေပို့များလာတာတွေ့ရတယ်။ဒါပေမဲ့ဒီတော်လိုင်းတပ်ဖွဲ့တွေရဲ့အရှင်ဟုံကိုသူတို့ရက်လို့မရဘူး။တချို့နေရာတွေကတိုက်ပွဲတွေမှာပို့ပြီးကြန့်ကြာသွားတာရှိကောင်းရှိမယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့တိုက်ပွဲအရှင်ဟုံကမလျော့သွားဘူး။ စစ်ကောင်စီကအစင်းမြင့်လက်နက်တွေပို့သုံးလာတဲ့အတွက်တော်လိုင်းကြီးမှာအလှည့်ပြောင်းဖြစ်နိုင်စရာမရှိဘူးလို့စီလီယံဗိုလ်ကြီးစင်ယောကသုံးသပ်ပါတယ်။ဒရုန်းဆိုတာကအောက်ကကျမ်းမာတာမရှိဘူးဆိုရင်အမြောက်တက်ထက်တိကြတယ်။အရေးပေါ်ကနေအပေါ်ကနေတောက်လျှောက်ပြင်လို့ရတယ်။ပြီးရင်တို့ရဲ့လူသားရင်းမြစ်ကလည်းစစ်သားထိခိုက်မှုလည်းနည်းတယ်။အဲ့တော့ကျွန်တော်တို့ကစစ်ရေးချိန်ခွင်ရှာပေါ်တော့နည်းနည်းအပြောင်းလဲဖြစ်တဲ့အနေအထားတော်လိုင်းကြီးအတွက်တော့အလှည့်ပြောင်းတော့ဖြစ်လာနိုင်စရာမရှိဘူးလို့ပြောပါတယ်။အခုချိန်နေနဲ့ပတ်သက်ပြီးစစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စော်မင်းထွန်းကိုသတင်းဌာနကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပြီးမြန်လက်ခံ ံဖြည့်ဆိုတာမျိုးမရှိပါဘူးဆက်လက်ပြီးကြောင်ဖြူမှာစစ်တပ်ထားဖို့စစ်ကြောင်းကိုအေးအေးဖြတ်တိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်တိုက်ပွဲပြင်းထန်နေတဲ့ရခိုင်ပြည်ကြောင်ဖြူမြို့နယ်မှာစစ်ကောင်စီရဲ့ထားဖို့စစ်ကြောင်းတစ်ခုကိုအရခတက်တော်အေးကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ကြောင်ဖြူမြို့အမှတ်30နေရဲတိုင်ရင်မှာတိုက်ပွဲဖြစ်ပွားရာတညာဝရီရေတပ်ဌာနချုပ်အနီးကိုထားဖို့လာတဲ့စစ်ကြောင်းကိုမနေ့ကမလ19ရက်မှာအေးကလမ်းကုလတ်မှာဖြတ်တောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းစစ်ရေးတရင်အရင်မြစ်တွင်စီရသိရပါတယ်ရေတပ်ဌာနချုပ်မှာတိုက်ပွဲပြင်းထန်နေခြင်းအင်အားဖြည့်ဖို့စ စစ်တောင်းတလာတာအတိကထောက်ဖို့လုပ်ဖို့ဒါကိုအဲ့ဒီရဲတပ်ရင်းနဲ့ငတိုင်းချောင်းရွာသားမအေးကဖြတ်တိုင်းလို့ထိတွေ့တိုက်ပွဲဖြစ်တာလို့အေးနဲ့နီးစပ်တဲ့စည်ရေးသတင်းအရင်းမြစ်တောင်းကပြောပါတယ်အမှတ်30နှစ်ရဲတပ်ရင်းမှာရေးတပ်ဌာနချုပ်ရဲ့အနောက်ဘက်ခုနမိုင်ကန်အကွာမှာတည်ရှိပြီးမင်းရအစိုးရရဲတပ်ရင်းမှာထွက်လာတဲ့ထောက်ဖို့စစ်တောင်းကိုအေးကဖြတ်တိုက်ခဲ့ပြီးနှစ်ဖက်တိုက်ပွဲများပြင်းထန်ခဲ့ပါတယ်ဒါအပြင်မင်းက 32ရဲတိုင်ရဲဤတိုက်ပွဲဖြစ်ပွားခဲ့တဲ့လို့ရေတပ်ဌာနချုပ်အနီးမှာလည်းစစ်ကောင်စီနဲ့အင်အေတို့တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီကလက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့ကြောင်းသိရပါတယ်။စစ်ကောင်စီရဲ့လက်နက်ကြီးတွေမှာကလဘာတောင်ကျွော်မှာကြားရပောက်ကွဲမှုတွေရှိခဲ့ကြောင်းလည်းဒေသခံတွေပြောကြားကြံရသိရပါတယ်။ရွာထဲနဲ့ဘုံကြီးကြောင်ကိုလက်နက်ကြီးတွေကြားတဲ့လူထိခိုက်တော့မရှိဘူး။မနီယာတိုက်ပွဲမှာနှစ်နေရာဖြစ်တာတနေကုန်ပစ်ခတ်ကြတာလို့မြေပြင်ချင်းတွေသိရှိသူကြားဖြူဒေသခံတအုပ်ကပြောပါတယ်။ကြားဖြူမှာဖေဖော်ဝါရီ20ရက်ကစပြီးစစ်ကောင်စီနဲ့အရခတ်တပ်တော်တို့ကြားတိုက် က်ပွဲဖြစ်ပွားနေပြီးတိုက်ပွဲအတွင်းစစ်ကောင်စီက drone အထိကအသုံးပြုတိုက်ခိုက်နေပြီးအရက်သားထိခိုက်သေးဆုံးမှုနေအဆောင်ပျက်စီးများပြားရှိပါတယ်။ဒါအပြင်တိုက်ပွဲဖြစ်ပွားရနေရနဲ့အနီးပတ်ဝန်းကျင်ကြီးရွာပေါင်း20ကျော်ကဒေသခံထောင်ထဲကြီးမှာပြီးလို့ရတင်းရှောင်နေကြပြီးစာဝင်နေရေးစေဝါအရေးပေါ်အကူအညီလိုအပ်လျက်ရှိတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။